အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာလ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာပြည်ရဲ့မုန်တိုင်းလွန်ဖြစ်ပေါ်လာမယ့်မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားပါမယ်လေပွေလိုင်းဟာမြန်မာပြည်တောင်ပိုင်းဝင်ရောက်ပြက်ပြဲပြီးနောက်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ရခိုင်ပြည်နယ်ချင်းပြည်နယ် မန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနိုဝင်ဘာလ12ရက်နေ့မှာနေတာပြီးတော့များသောအဖြစ်တာယာပါမယ်။ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်၊အေရဝတီတိုင်းဒေသကြီးအရှိတန်းပဲခူးတိုင်းဒေသကြီးအရှိတောင်ပိုင်းတို့မှာမိုးသားတိမ်တိုင်များအုံဆိုင်နေပါမယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်မြောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီးမြောက်ပိုင်း ရယာပြည်နယ်ကရင်ပြည်နယ်အရှေ့ပိုင်းအစိုးရဒေသတွေမှာစောင်းလေအေးများဝင်ရောက်ကာနိုဝင်ဘာလ12ရက်နေ့မှာအေးပါမယ်တနင်္သာရီတိုင်းဒေသကြီးမှာတော့နိုဝင်ဘာလ12ရက်နေ့မှာမိုးရွာသွန်းပါမယ်ရေပြူတနင်္သာရီမောင်းမကန်ဘိတ်ပလောပလောက်နဲ့ကျွန်းစုမြို့တို့မှာမနက်7နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်အခုဆက်လက်ပြီးနိုဝင်ဘာလ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ် ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာအများအားဖြင့်တာယာနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင့်မှတိမ်ထူထက်နေပါတယ်မနက်ဖြန်နံနက်အထိခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မွန်ပြည်နယ်မှာနေရာကျကျနဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AOD တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြေဖြစ်ပါတယ် ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးချိုးပစ်ခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရစေ။မြန်မာပင်လယ်ပြင်မှာတော့လိုင်းအထင်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြန်မာကမ်းရိုးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့ညီတော်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့တရင်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့နယ်ညီတော်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရန်ရာနှုံး60ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီဒဝိုက်တွမ်းမနက်ဖြန်နနက်ထီခံမှန်းချက်ကတော့တိန်အသင့်တင်ဖြစ်ထွန်ပါမယ်9ရက်တပတ်တွင်မြန်မာစီကိုငလျင်ကြီးလာမယ်ဆိုတာဟုတ်သလားငလျင်ကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့နိုင်ငံပြည်သူတွေ screenshot ယူပြီးတော့လာလာပို့မေးနေကြတဲ့ Agway News Everyday ဆိုတဲ့ page ရဲ့ကဘာလုံးဆိုင်ရာ Hawking ဆိုတဲ့ post ကို ကျွန်တော်တို့တင်းကနေသိပ္ပံတိကျသုံးသက်ချက်တွေနဲ့ပြည်သူတွေနားလည်မြင်သာအောင်ဆွေးနွေးရှင်းလင်းပေးပါမယ်။အဲ့ဒီလိုတွေကဘာနဲ့ချီကလူအုပ်ထဲကဲပစ်ချပြီ ပြင်မလွဲတနေရရဆိုတဲ့ post မျိုးတွေတွေ့ရင်ထိတ်လန့်ဖို့မလိုအပ်ပါဘူးဂျပန်ကလင်းကြောင့်မြန်မာကိုဘာကြောင့်ကြီးကြီးမားမားမတက်ရောက်နိုင်တာလဲအခုရပိုင်း awkward news everyday လို့စာမျက်နှာတွေကနေဂျပန်မှာ6.8အင်အားဆင့်လှုပ်လို့မြန်မာနိုင်ငံမှာပါ9ရက်9ရက်အတွင်းငလျင်ကြီးလာနိုင်တယ်ဆိုတဲ့သတင်းကြောင့်မြေမီဖတ်မိတဲ့လူလူကြားစိုးရိမ်မှုတွေမြင့်တက်လာနေတာကိုကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့ဒင်းမြေသိပ္ပံနီးကြအမြင်အရဒီလိုမျိုးကမ္ဘာနဲ့ချီပြီးငလျင်ရှေ့ပြေဟောကင်းတွေဟာ လက်ရှိမြန်မာနိုင်ငံအခြေအနေအတွက်စိုးရိမ်ရန်မလိုအပ်ပါဘူး။ဒါကြောင့်ဝေးလန်နဲ့ဂျပန်ကလျင်ကိုလစ်လျူရှုတင်တယ်လဲဆိုရင်ဂျပန်ရဲ့ဘူမိနောက်ခံကြောက်ထုချက်ဖွဲ့စည်းပုံဟာမြန်မာပြည်တည်ရှိနေတဲ့ကြောက်ထုချက်များဖွဲ့စည်းပုံကနေဆိုရင်ကီလိုမီတာ3000မိုင်1000ချီဝေးกว่าပါတယ်။ဂျပန်မှာပြီးခဲ့တဲ့ရက်ပိုင်း6.8 6.4 6.0အင်အားဆင်ငလျင်တို့ရဲ့စွမ်းရင်လိုင်းတွေဟာဒီလောက်ဝေးကွာတဲ့ကွာဝေးစီမဟာခုံပြန်ကြော်လွှားအားနဲ့ရောက်ရှိလာမယ်ဆိုရင်တော့အလွန်အားပြော့သွားပါတယ် စစ်ပွားရေးအင်အားဆင်လို့ငလင်းတွေဟာကဘာအနှံ့စီဖိအားကိုတပတ်အတွင်းချက်ချင်းဖြန့်ကျက်နှိုးဆော်မှုဖြစ်စေနိုင်တယ်ဆိုတာသိပ္ပံထောက်ထားလုံးဝမခိုင်ပါပါဘူးဒီလိုဖြစ်နိုင်ဖို့အတွက်ဆိုရင်9.0လို့မဟာငလျင်ကြီးမျိုးတွေကသာစွမ်းဆောင်နိုင်ပါတယ်မြန်မာနိုင်ငံရဲ့ NLA ဟာကိုယ်ပိုင်လက္ခဏာရပ်တွေကြောင့်သာဖြစ်ပါတယ်ကျွန်တော်တို့ထင်ကသတိပြုဖို့ဆွေးနွေးပြောပြပေးနေတဲ့ NLA ဟာဂျပန်ကြောင့်မဟုတ်ပဲမြန်မာနိုင်ငံမက်ရှလာငလျင်ကြီး7.7အင်အားဆင့်ရှိတဲ့ငလျင်ကြီးရဲ့နောက်ဆက်တွဲပြဿနာတက်တက်တာဖြစ်ပါတယ် အဓိကသတိထားရမယ့်စုံတွေဟာရှမ်းကုန်းမြေမြင့်ဆက်ဆက်ပြည့်ရည်တွေနဲ့ရန်ကုန်တိုင်းဒေသကြီးအနီးမြေသားပြော့စုံတွေပါကျွန်တော်တို့ဟာ USGS ရဲ့ CSD model GNSS မြေပြင်ရွေးရှားမှုနဲ့ဒီနေ့ထိ up to date ရရှိမှတ်တမ်းတင်ထားတဲ့ micro seismic data တွေနဲ့မြန်မာနိုင်ငံတွင်းကဖိအားစုဆောင်းမိနေတဲ့ stress loading hotspot တွေကိုသာတိတိကျကျစောင့်ကြည့်နေတာဖြစ်ပါတယ်ပြည်သူဘေးကင်းရေးအတွက်တိုက်တွန်းချက်အနေနဲ့တိကျသေးကြခိုင်းပါတယ်အချက်လက်အကူအကောင်မပါဘဲ အကွေ news everyday လို့ကဘာနဲ့ချီပြီးရန်တုတ်ထားတဲ့ငလျင်ရှေ့ပြေဟော့ကိန်းတွေပေါ်စိုးရိမ်ထိတ်လန့်နေတာထက်မိမိတို့ဒေတာမှာလက်တွေ့အခြေအနေကိုသာပိုသတိပြုခရုစိုက်စေချင်ပါတယ်။၅ရက်တစ်ပတ်အတွင်းငလျင်ကြီးဟာခုံပြန်ကြော်လှော်ပြီးဆက်ဆက်လှုပ်ခန့်နိုင်တဲ့အာမျိုးလည်းမဟုတ်ဒါကိုအထက်ကအချက်လက်တွေကနေနားလည်နိုင်ပါလိမ့်မယ်။သူတို့တွေဘာပြောပြောဘာဟောဟောကိုယ်အသိစင်ကြင်တုံတရားနဲ့လက်ကင်ထားရမှာတခုပါပဲ။အမြဲတမ်းရှိပြီးတော့လုံခြုံရေးမမေ့ဖို့ကတော့ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးဒေသခံတွေအနေနဲ့ အနီးနားတဝိုက်ငလျင်စင်းမြစ်တစ်ခုကနေအတင်တင်အား5.0လောက်နဲ့ငလျင်ဖြစ်ပေါ်ရင်ကိုဒေတာအဆောက်အုံတွေပေါ်တက်ရောက်ထိခိုက်နိုင်ခြေရှိတဲ့မြေသားမျိုးဖြစ်နေရှိနေတာကိုသာအလေးနက်မှတ်သားပြီးပါကြိုတင်မြင်ဆင်မှုအနေနဲ့ရေးပေါ်အိတ်နဲ့အဆောက်အုံစစ်ဆေးမှုတွေကိုသာစိုးရိမ်ပူပန်စရာမလိုပဲတည်ငြိမ်စွာလှုပ်ဆောင်ဖို့တိုက်တွန်းအပ်ပါတယ်အားလုံးပဲကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ